ီတိုင်းဖြာပုံခရိုင်ဘုံကလေးမြို့နယ်အတွင်းကပင်လယ်ဝရေချိုးရေငန်ထိဆက်တဲ့နေရာမှာမိချောင်းတွေကျင်လည်ကျစားနေရှိပါတယ်။အဲ့ဒီဒေသတွေမှာရှိတဲ့ကျေးရွာတွေမှာမိချောင်းကြိုက်လို့အသက်ဆုံးမသွားတာတွေမိချောင်းအစွဲခံရတာတွေဖြစ်လေဖြစ်တာရှိပါတယ်။ဒီနေ့ close up အစီအစဉ်မှာတော့အဲ့ဒီကျေးရွာတွေကိုအနည်းငယ်တွေ့မြင်ရမှာပါ။ ကနေဒီလိုမော်တော်လေးတွေနဲ့နှစ်နာရီခွဲလောက်လာလဲလို့ရှိရင်မိမလာကျွန်းတော်ရိုင်းတရိစံဘေးမဲ့တော်ဆိုတာရှိတယ်အဲ့ဒီဘေးမဲ့တော်ပတ်ဝန်းကျင်မှာခြေရွာပေါင်း40ကျော်ရှိတယ်ဗျအဲ့ဒီခြေရွာတွေမှာဒါတစ်ခါတလေမှာဒီမိချောင်းဆွဲတာတွေမိချောင်းကြိုက်လို့တေသွားတာတွေတန်ရအနာတရဖြစ်တာတွေလည်းကြုံရလိမ့်ရှိတယ်အဲ့တော့ကျွန်တော်တို့နေမိချောင်းဆွဲခံရလို့ထိခိုက်တန်ရရသူတွေတေဆုံးသွားသူတွေရှိတဲ့ရွာတွေကိုကျွန်တော်တို့အခုတော့သွားကြည့်အောင်ဗျ စားရဘူးလားစားပါပြီဒီကနေ့တလားကြော်လောက်တုန်းကနေအိမ်အနားမှာပဲမိချောင်းဆွဲခံခဲ့ရတယ်ကိုစောနောင်ရှက်ခဲ့တာကျွန်တော်ရေဆင့်ပက်လာသူကမိချောင်းအဲ့ကျွန်တော်အဲ့လေဟိုတန်းရေတည်းကနေပြေးဆွဲတာပြေးဆွဲတော့ကျွန်တော်ပါသွားတယ်နှစ်ပတ်သုံးပတ်တော့လှိမ့်လှိမ့်ပြီးတော့အဲ့ကျွန်တော်လက်နဲ့တားတွန်းပြီးတော့ညာဘက်ခြေလောက်နဲ့ကန်ရတော့လွတ်သွားတယ်လွတ်သွားပြီးတော့ဒီဘက်ခြေလောက်ကိုဆွဲတာပါနော်အဲ့နှုတ်ချားနဲ့ဆွဲပြီးတော့အဲ့သူကအဲ့နှုတ်ချားနဲ့ဆွဲတော့သူကအဲ့လို လွတ်သွားတာ။ယုံကန်ပြီးတော့ပဲဒီလိုပဲတပည့်ရလွတ်လာတာ။ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုလွတ်လာ။ဟုတ်ကဲ့။အခုအဲ့တော့မိချောင်းဆွဲတော့ဘယ်နေရာကြီးထိပါလဲ။ဒီပေါ့ကိုအရင်ထိတယ်။ဟုတ်ကဲ့။ဒီမှာဒီဒီတစ်ချက်ဒီမှာတစ်ချက်ဒီမှာတစ်ချက်ဒီမှာတစ်ချက်နောက်ပြီးတော့ဒီမှာတွင်းနဲ့လက်သန်းနဲ့ကုတ်တာလေ။အော်အဲတွန်းနေလက်သက်နဲ့ကောက်တယ်နောက်ပြီးတော့ဒီကောင်ကိုကျွန်တော်တွန်းလိုက်တော့အားနဲ့တွန်းလိုက်တော့ဒီခြေထောက်နဲ့ပြက်ကန်တော့ဒီကောင်ကိုဖြုတ်ပြီးတော့ဒီကောင်နှုတ်ထားနဲ့ထိတာပေါ့နော်ဒီအရေပြားကြီးပြတ်ပါသွားခြေထောက်ဆင်းရဲသေးလားခြေထောက်မဆင်းရဲတော့လား ဆင်းရတော့အခုဘာလောက်ကန်စားတော့အဲကျွန်တော်ဒီချောင်းပိတ်ငါဖန်တာပေါ့နော်ငါဖန်တယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီရွာမှာရှိတဲ့တခြားလူတွေရောရေထဲဆင်းတာဘာညာသူပို့ပြီးတော့တတိထားကြအာအခုဆိုရင်မဆင်းဘူးမဆင်းရတော့ရေကိုမချိုးရတော့လားဟုတ်ကဲ့လန့်ကုန်ကြတော့နော်ကိုဒီနားမှာဖြစ်တယ်အကိုအိမ်ရဒီမှာ ်ဆိုတော့အရန်ကိုကတ်နေတယ်အခုမှလည်းပြီးတော့ကလေးလေးယောက်ရှိတယ်ဆိုတော့အခုစိတ်မပူလာတယ်မှနေတာအာပူတာပေါ့သူတို့လည်းရေထဲကိုမဆင်းကြတော့နဲ့ကလေးတွေကလည်းမဆင်းရတော့ဒီတန်ရာကြည့်ပြီးတော့သူ့ရေထွက်တော့မှအဲဝိုင်းပြီးတော့ငိုကြတာသူအဲ့ဒီအဲ့အဲ့မှာရေထဲကအဲ့မိကိုက်လာဆိုတော့သူတို့အမြောင်းကြီးကိုက်တယ်ဆိုတော့သူတို့မဆင်းရကြတော့ ဒါမင်းမလာဂျုံပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတွေပေါ့ဆိုတော့ဒီကျေးရွာတွေမှာဆိုလို့ရှိရင်တတော်ရေးကဝင်ကြီးဌာနနေပြီးတော့ဒါဆိုင်ဘုတ်တွေလိုက်ပြီးတော့ထူထားရတယ်ဗျသူကျွန်တော်တို့နောက်ထပ်တရွာပန်းဘူးဆိုတဲ့ရွာရောက်နေပြန်ပြီးခဲ့တဲ့လပိုင်းနေအတွင်းကအမျိုးသမီးတယောက်ကိုဒါမိချောင်းဆွဲသွားတဲ့အတွက်အသက်ဆုံးရှုံးသွားခဲ့တယ်သူ့ရဲ့အမျိုးသားကတော့ဟိုဒီပန်းဘူးရွာမှာရှိနေတယ်ဗျ ပြပြအဲ့တော့ကကျွန်တော်မျိုးကြီးကဘာလုပ်နေလဲဆိုတော့ဟိုဘဲစာတပားအဲ့ကူဒီကွာယူမှာဆွဲတာတက်ကတော့ဟိုနေ24နှစ်ပဲရှိသေးတယ်။ဆန်သားချက်ကတော့ပြောမပြတယ်လောက်အောင်ဖြစ်တာပေါ့။ပူလဲဘွားကိုလုံးလုံးပြတ်သွားတာ။ကလေးကဘယ်နှယောက်ရှိရလဲ။တယောက်က3နှစ်မပြည့်သေးဘူး။ဒီတယောက်ကတော့6လလောက်ပဲ။ဟောအခုပြီးခဲ့တဲ့ဇူလိုင်လဖြစ်တယ်ဆိုတော့ तू အဲ့ချိန်ကတော်တော်ငယ်အောင်မှာပေါ့။ငယ်တာပေါ့တလားကြော်ကြော်လေးပဲရှိရဲ့။ဆက်ပေါ်တက်ရအောင်ဘောင်းပိုင် စိတ်ခံစားချက်ကကျွန်တော်ကတော့မကြင်တတ်တဲ့ပိုင်းကတော့အများကြီးပါတာပေါ့ဘလို့ပါလဲဆိုတော့သူတို့တွေကဒီမိချောင်းကိုသူတို့ကမွေးထားတဲ့ပုံစံမျိုးကြီးနဲ့သူတို့ကတရားဝင်ထောက်ထားတာလေအဲ့လိုမွေးထားတယ်ဆိုလို့ရှိရင်လည်းသူတို့မွေးထားတဲ့မိချောင်းကိုသူတို့တာဝန်ယူပေါ့ဟုတ်လားရုပ်တရက်ဖြစ်သွားတဲ့လူတယောက်ပေါ့ကျွန်တော်တို့ကသူတို့နေရာကိုသွားတာမဟုတ်ဘူးသူတို့နေရာသွားလို့ဥမာသူတက်တွေပိုင်ခုတ်ခုတ်တယ်ကွာအဲ့ဘက်မှာငါသားယူရယ်သွားချတယ်သူတို့မွေးထားမှန်းသိတဲ့အချိန်ကျွန်တော်တို့သွားလို့လူကိုင်တယ်ကျွန်တော်တို့သိပေးသည်ရောက်ခံမယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကအခုလိုဘောင်ကျော်ပြီးတော့ဒါသူတို့မွေးထားတဲ့ကောင်ကဒီလိုကိုက်ပြီးတော့ ဥပ္ပကထားတာကြီးကတော့ကျွန်တော်ကတော့ဟိုဘလူပဲဖြစ်ဖြစ်တော့မကျင်နိုင်မကျင်နိုင်လို့ရောညီလေးကဘာလုပ်မလဲဆိုတော့မလုပ်နိုင်ဘူးဒီလိုပဲခံရတော့အခုမိမလာကျွန်းတော်ရိုင်းတရိစံတွေကို ပေးမဲ့ပေးထားတဲ့တော့အဲ့ဒီတော့ကိုကျွန်တော်တို့သွားပြီးတော့လေ့လာပါအောင်မယ်မိမလာကျုံပေးမဲ့တော့ကြီးကเอกอเจวงอ่ะ3000 3000 800 96เอกเจวงเนี่ยဗျအဲ့တော့ကျွန်တော်တို့မိเจ้าတွေကဒါကျွန်တော်အချိန်မရေး

ဟိုဘက်ကန်းဆန်မှာကျွန်တော်ကမိကြောင်းတကောင်ဆင်းသွားတာတွေ့လိုက်တယ်။သူကဒီဘက်ဟိုခုံးမောင်ကနေဆင်းတော့မှသူ့ရဲ့အမိရအောင်ကြံခဲ့တယ်။ကျွန်တော်တွေ့ရတဲ့အချိန်မှာသူကအောက်ကိုရေတွေငုတ်သွားပြီလား။တော့ကမကြောင်းတော့ပြန်ပေါ်လာမှမတွေ့တော့ဘူးဗျ။ဆိုတော့ကျွန်တော်ရှေ့ကိုဆက်သွားကြည့်မယ်။ကျွန်တော်နဲ့တူတက်တော်ဝင်တဲ့အရာရှိနှစ်ယောက်ပါလာတယ်။ဆိုတော့သူတို့ပြောပုံရတော့ဒီမကြောင်းဟာ73ပေ74ပေလောက်ရှိတယ်လို့ပြောတယ်ဗျ။ဒါပေမဲ့ကျွန်တော်ရှေ့မှာတော့မကြောင်းနဲ့တွေ့ဦးမလားမသိဘူး။ဆက်သွားမယ်။ ူမမီချောင်းတကောင်ရဲ့ဖိုက်ရတာသူအခုရင်ရေထဲကိုဆွဲသွားပုံရတယ်ဆက်လီတန်းကြားနေသူကဒါရေထဲကိုဆွဲသွားတာသူတို့ဒီနားမှာပဲပြန်ပုံမဲ့ပုံမဲ့ဆောင်နေနေတော့ကြာပါပြီ။ဒါပေမဲ့သူအရေးအယောက်ချက်မှမတွေ့ရတော့။ဆိုတော့ကျွန်တော်ဆက်ဆောင်ဖို့မရဘူး။ကျွန်တော်တခြားနေရာဆက်သွားအောင်မယ်။

ပေါ်ပြီးတော့ကုနေရတဲ့အဒီကောင်းကြီးကတော့ဒီမိမလာကျော်မှာနေတဲ့အကောင်ပေါ့စော်ရရနေတာပေါ့တော်တော်အရာရှိတွေပြပြပုံညာတော့သူ့ရဲ့ဒီအလျားပေါ့ကအနည်းဆုံး18ပြည်လောက်ရှိတယ်ကျွန်တော် close up အဖွဲ့သားတွေညနှစ်နာရီမှာမိမလာကျွန်းတွေကိုပြန်ပြီးတော့ဝင်ခဲ့ကြတယ် ဘာဖြစ်လို့လဲဆိုတော့ညဘက်မှာမိချောင်းသားပေါက်လေးတွေကဒါခြေကြချိန်မှာသူတို့တွေကကန်းဆက်ကိုလာပြီးတော့ငါးတွေပစုံတွေစားကြတာပေါ့အဲ့ဒါကိုကျွန်တော်တို့ကအမိရရိုက်ဖို့အတွက်ကျွန်တော်တို့ညဘက်ကြီးပြန်ဝင်လာတယ်ဥပုပ်ဝင်လင်းရတော့ဒါဆက်လေဥကနေပြီးတော့လက်ရင်တမီးနဲ့တောက်လျှောက်ကန်းရဲ့ဒီဘက်ဘယ်ဘက်ညဘက်ကိုတောက်လျှောက်ထိုးပြီးတော့တော်တော်ကြာတာတော်တော်ခက်ခက်ခက်ခဲကိုရှားရတယ်အဲ့ဒီအချိန်မှာမိချောင်းပေါက်စားလေးတွေကိုဒါကျွန်တော်တို့ကတော့မသိဘူးဥပုပ်ဝင်လင်းရပဲချက်ချင်းမိရောက်အောင်မှာမိချောင်းပေါက်လေးတွေကိုမြင်လာတယ်ကျွန်တော်တို့ချက်ပြတယ် ့ရာဒီဥတော်ကဒီမှာအေးတယ်ဆက်ကလိုက်တော့ဒီနေ့မပေါ်တဲ့ကုနေမှာတွေ့လားဒီမိချောင်းပေါင်လေးနောက်ကတ်သွားရင်အနားမှာသူ့အမေပိုင်ရှိနေတယ်ကြည့်ကြကျွန်တော်အဲ့တော့နည်းနည်းလေးသတိထားရမယ်သူမိချောင်းပေါင်လေးတွေရိုက်ဖို့အတွက်အနားကိုလေကတ်တဲ့အချိန်မှာဒီခြုံနေ အသစ်ပင်တွေရှိတာပေါ့အဲ့တော့အဲ့ဒီခြုံတွေသစ်ပင်တွေမှာတွယ်ကက်နေတဲ့မွေအန်တွေလည်းရှိသေးတယ်ဗျဆိုတော့နည်းနည်းတော့တတိထားတယ်ဒီလိုညဘက်အချိန်မှာတွေ့ရတဲ့ဖိချောင်းပေါက်လေးတွေကဒါတောက်တဲ့တောက်တဲ့တတလောက်လေးပဲရှိတယ်ဆိုတော့အဲ့တောက်တဲ့တတလောက်လေးကလည်းကျွန်တော်နေခဲ့ပါတယ်မှာတွေ့ရတယ်မိတောင်အကြီးကြီးလို့ဆိုတာဘယ်လိုမှမလွယ်ဘူးဗျ ီမင်းမလာကျွန်းတဝိုင်းမှာပေါ့ကျင်းလေကျဆားနေတယ်မိချောင်းအကောင်ဘယ်လောက်ရှိမယ်လို့ကိုတို့မှတ်တမ်းတင်ထားတယ်အရွယ်ဆုံးပေါ့အကောင်အသေးအလက်အကြီးအထိကိုအကောင်60လောက်ရှိမယ်လို့ခန့်မှန်းထားပါဒီထဲမှာသူ့ဘာသူနေနေတာလားဒါပေမဲ့ကိုတို့ကဒီ area တွေကိုခေါ်ခေါ်ပြီးတော့တွင်းလာတာပေါ့မင်းမလာကျွန်းလို့စပြီးတော့ဒီမဲ့တော့ပြည့်မတ်မခင်နေရဒီမိချောင်းနေရဒီနေရသူတို့ရဲ့မူရင်းနေရင်းဒီကဖြစ်တယ် မိမလာကျွန်းထဲမှာနေတဲ့မိကြောင်းတွေမိမလာကျွန်းထဲမှာတက်ဆန်းနေတဲ့မိကြောင်းတွေကိုဥရောကသူတို့တဘာဝတိုင်းနေဖို့အတွက်ကိုဝိုင်းဝန်းစိမ့်ထင်းထင်းစောင့်ရှောက်ပြီးတဲ့တာဝန်ဥရောယူထားတယ်။ဒီကျွန်းပပတ်လေးမှာဒါတခြားရွာတွေလည်းရှိတာပေါ့နော်။မိကြောင်းကိုက်ခံရတယ်၊မိကြောင်းဆွဲခံရတယ်ဆိုတာဘယ်လိုဖြစ်ကြလဲ။မိကြောင်းတွေကမိမလာကျွန်းဘေးမဲ့တော်ရဲ့ပတ်ဝန်းကျင်ရွာတွေမှာလေနေတဲ့အကောင်ကြီးရှိတယ်။ဒါမိမလာကျွန်းဘေးမဲ့တော်ရဲ့ပတ်ဝန်းကျင်ရွာဆိုတာကဟိုအရင်ကတည်းက ဒီရွာရင်းမတည်ခင်လေးကသူကအဲဟိုးရင်နဲ့သဘာဝကျိုးဝိုင်းနေဖြစ်ဟိုဂရုံကနိကျိုးဝိုင်းတို့ညီနောင်ကျိုးဝိုင်းတို့ပြင်တရေကျိုးဝိုင်းတို့ဆိုရှိတယ်အဲ့ဒီလူတွေမနေခင်လေးကအဲ့ဒီကျိုးဝိုင်းဒီရောဒီပတ်ဝန်းကျင်နေမှာဒီညီเจ้าနေရာတို့တွေကသူတို့အချင်းချင်းကြားစားခဲ့နောက်ခုလူတွေတဖြည်းဖြည်းနဲ့ဟိုနေရာပြည့်ချက်ထွင်ပြီးတော့အင်ယာစောက်တာတွေအဲ့ဒီကြေးရွာတွေစောက်လာတာတွေအဲ့ဒါနဲ့အဲ့ဒီလူတဖြည်းဖြည်းများလာနဲ့ခုနပြောတဲ့ညီเจ้าနေရာ ဒီကျောင်းစစ်ချက်ထဲမှာဝင်ဆောက်လာတဲ့အဲ့ဒီပဏိပက္ခလေးတွေဖြစ်လာတယ်လူကိုလည်းသူကအန္တရာယ်တက်တက်ပြုတ်နေတဲ့စိတ်ကြောင့်မဟုတ်ဘူးသူတို့အစာအမှတ်နဲ့ဆွဲမိကြိုက်မိတာလို့ရှိတယ်အဲဒီမှာမွေးထားတဲ့မိကျောင်းတွေလွတ်သွားလို့သွားကြိုက်တယ်လို့ပါလို့ဆိုတော့အဲ့လိုမျိုးတွေကြတော့သူဘာများပြောချင်တယ်ကကျွန်တော်ဒီထဲမှာဟိုဟိုကျွန်တော်ထင်းထင်းဆောက်ဆောက်တာကျွန်တော်ခြံခတ်ပြီးမွေးထားတာဟုတ်ကဲ့တဘာဝရဲမိကျောင်းကတော့ဒီတဘာဝအတိုင်းရှင်လေချက်စားနေမှာပဲအဓိကအားဖြင့်တော့ကျွန်တော်တို့မိကျောင်းအတိုက်ကြိုက်တဲ့အချိန်ပေါ့နော်ဒီဟိုမိုးဥကြပေါ့ မိုးကြအချိန်မှာဆိုဒီကောင်ကအဒီကောင်အတိုက်ကြိုက်တယ်အဲ့ဒီအချိန်ကျသူတို့ကဟိုအဆကိုလွတ်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 ကိုရှာမစားနိုင်တော့မရှာနိုင်တော့ဘောနော်သူတို့အတိုက်လို့ရတာနဲ့ဤအကောင်ပေါ့ရတယ်ရှာစားနိုင်တဲ့ခါကျတော့လွယ်လင်းတကူပဲအလွယ်ဟိုခုနဘဲတွေ့ရင်လည်းဘဲကြိုက်လိုက်သူတို့အဲ့သတိထားမယ်လာဟိုဘဲလာပိုင်းလို့ဖြစ်မယ်မတ်လနဲ့ဆိုင်မတ်ပေပါမေး၃လပေါ့မိလိုက်တဲ့ညာဒီအတိုက်ကြိုက်တဲ့ညာပေါ့သူကမိလိုက်အတိုက်ကြိုက်ပြီးသူကဥဥလာအဲ့ဒီဥရဲ့တက်တန်းကသူက190 ဥအလုံး90ဥလိုက်လို့အကောင်90ပေါက်တယ်ပဲထားအောင်ဒါပေမဲ့ဥတို့မင်းမလာကျုံပြီးမဲ့တော်တယ်မှာသူတို့အတွက်အစာကွင်းဆက်ဖြစ်တဲ့ပုံစံတွေရှိတယ်ဒါပေမဲ့ကဟိုတောကြောင်အန်ဒီတွေရှိမယ်ဈီးကွက်တို့လင်ကောင်ပိုးတို့အဲ့လိုအန်ဒီတွေရှိမယ်နောက်ပြီးတော့မြောက်တို့ငွေတို့အဲ့ဒီအန်ဒီတွေကိုသူတို့ကလုတ်အောင်ဈေးတဲကိုသူကစင်းရအဲ့တော့ဥ90အကောင်ပေါက်ပြီးမဲ့အဲ့ဒီဥ90တွေကအကောင်90ရာဈေးတဲကိုအကောင်90လုံးမရောက်ဘူး ရေတဲကိုအကောင်90မရောက်နိုင်သလိုရေတဲကိုရောက်သွားတဲ့အကောင်လေးတွေရဲ့အန်တီရာလည်းရှိသေးတယ်။ဘာလဲဆိုတော့ခုနပြောလို့ဖြန်တို့နောက်ငါးကြီးတို့အဲ့ဒီသတ္တဝါတွေကလည်းအဲ့ဒီကြောင်ပေါက်စားရေးဆိုလို့ရှိရင်အစာပြည့်သမှတ်ပြီးတော့စမ်းလိုက်တဲ့အခါကျတော့ခုနမိကြောင်ဥဝန်နေပြီးတော့အကောင်90လောက်ပေါက်တဲ့မိကြောင်အကောင်ကြီးကတကယ်တကယ်နောက်နှစ်ထိကြံမယ်ဆိုရင်တကောင်စားနှစ်ကောင်စားလောက်ကိုကျန်နေဒီကြောင်ပေါက်စားလေးရနေပြီးတော့ကောင်အကြီးဖြစ်ဖို့ဆိုတဲ့အချိန်ကာလမှာ သူတို့တက်ကိုအန်တီအများကြီးရှိတယ်ဟုတ်ကဲ့ဆိုတော့အဲ့မိเจ้าတကောင်ရဲ့တက်တန်းကကိုဘယ်လောက်လောက်ရှင်းနိုင်လဲသူတို့ကမိเจ้าတကောင်ရဲ့တက်တန်းကအနည်းဆုံး290နဲ့190လောက်ရှိတယ်လို့ခန့်မှန်းတယ်တော်တော်ရှိတာပဲဗျာနော်မိမလာကျွန်းအနည်းတစ်ပိုက်မှရှိတဲ့ကျေးရွာတွေမှာရှိနေတဲ့မိเจ้าအန်တီရဲ့အကြောင်းနဲ့မိမလာကျွန်းတော်ရင်ဒေးဆန်ပေးမဲ့တော်အကြောင်းတွေကိုအားလုံးအနီးကပ်တွင်မြင်ခဲ့ကြရတာပါပဲကျွန်တော်ရဲခွင့်သူပါအားလုံးကိုကျေးဇူးတင်ပါတယ်